မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့ဖြစ်စမရန်တင်ချအခန်း၅ကဇာမျက်နှာ56မြောက်လက်များဤပမာဏပဲဖြစ်ပါတယ်အမှန်နံပါတ်5ကိုဆက်ကြည့်ပါမယ်တမီတာရှိသောဝါယာကျိုးသည်30ဂရမ်လေးသည်တမီတာသည်30ဂရမ်လေးတဲ့1.2မီတာ3.8မီတာနှင့်တမီတာရှိသောဝါယာကျိုးအတီးတီးဤ အလေးချိန်ကိုနိုင်ရှင်မီတဲ့ဟုတ်ပြီကျွန်တော်တို့တည်ထားတာဒီတမိတာရှည်တဲ့ဝါယာကျိုးဟာ30 gram လေးတဲ့ဆိုတာတည်ထားပြီဒါဆိုရင်တက်တက်မှ2မီတာရဲ့3ရက်တက်မှ8မီတာရှည်တဲ့ဝါယာကျိုးကကြတော့အလေးချိန်ဘလောက်ရှိတယ်လဲဒါကိုဆရာမတို့ကစဉ်းစားကြည့်ပါမယ်တဲ့ညီမြချင်းရေးပြီးတော့အလေးချိန်ကိုရှာမယ်တက်တက်မှ2မီတာရှိသောဝါယာကျိုးအလေးချိန်ဟုတ်ပြီအဲ့တော့ဒီမှာတမိတာက30 gram ဆိုရင် တတသမ2မီတာဆိုရင်ဘာဖြစ်မလဲဆိုတော့30အမြောက်တတတမနှင်းဆိုပြီးတော့ရမယ်ပေါ့ဒါဆိုရင် तू ကရင်မြချင်းရေးပါလို့ပြောလို့ဆရာမရေလို့ရင်မြချင်းရေးလိုက်မယ်30အမြောက်တတတမနှင်းဒါကိုဆရာမတို့ကဒီမှာအဖြေရှင်းတဲ့အခါမှာဒီကလေးတို့အနေနဲ့အကြမ်းထဲမှာပဲတွက်ချင်လဲတွက်နော်မြောက်ချင်လဲမြောက်ဒါမှမဟုတ်လဲဆရာမတို့ရှေ့မှာတုံးခဲတဲ့နီးရဲ့အတိုင်းပေါ့နော်ဒါလွယ်တဲ့နီးပါ ဒီအတိုင်းသုံးပါလို့ဆရာမမဆိုလို့ပါဘူး။ရရင်ရတယ်လို့အဖြေထုတ်လိုက်လို့ရပါတယ်။ရှင်းနေတော့စနစ်3လေး36စနစ်3လေး36 360ဒီဘက်ကိုပြန်ပို့လာတဲ့အခါမှာတော့30နဲ့6ဆိုပြီးတော့ရမယ်။ဟုတ်ပြီနော်။ဒါဆိုလို့ရှိရင်တက်တက်မှ1မီတာရှိသောဝါရကျိုးရဲ့အလေးချိန်က36 gram 300.8မီတာရှိတဲ့ဝါယာကျိုးရဲ့အလေးချိန်။ဒါဆိုရင်1မီတာက30ဂရမ်ဆိုရင်300.8မီတာဆိုရင်ဆံမတော်က30အမြောက်300.8ဒါကိုလည်းဒီလိုလွယ်တဲ့အနေနဲ့တွက်လိုက်ရင်83.24ဆိုတော့ 24g ဆိုပြီးတော့ရတယ်။အဲ့တော့ဒီအချက်တစ်ချက်ကနေဆရာမတို့ ဒီဘက်မှာစပြီးတော့စဉ်းစားကြည့်ပါမယ်။မိတိကိန်းဖြစ်မြောက်လျင်30ထက်ပိုတော့တုံးဟုတ်30အောင်ငယ်တော့မြောက်လက်ကိုရမည်နည်းတဲ့။မိတိကိန်းဖြစ်မြောက်လျင်30ထက်ပိုတော့ဒါမှမဟုတ်30အောင်ငယ်တဲ့မြောက်လက်ကိုရသည်နည်းတဲ့။အဲ့တော့မြောက်ကိန်းတက်တက်မနှစ်ကမြောက်ကိန်းတက်တက်မနှစ်ဆရာမတို့ပထမပု္ပ္ပစာတစ်ခု30အမြောက်တက်တက်မနှစ်ဆိုပြီးတော့မြောက်လိုက်တဲ့အခါမှာ36ရရယ်။အဲ့လေးကိုစဉ်းစားကြည့်မယ်။ဒါကမြောက်ကိန်း ဟုတ်ပြီနော်ဒါကတီခိန်ဒီကတီခိန်30နဲ့မြောက်ကိန်းတိတသမာနှစ်နဲ့မြောက်လိုက်တဲ့ခါမှာ36ရတယ်အဲ့တော့ဒီကမြောက်ကိန်းဒီတစ်ထက်ကြီးတယ်တော့ဒီမှာနားလဲလို့ရှိရင်ကျန်တာအကုန်ရသွားပြီနော်တစ်ထက်ကြီးတဲ့မြောက်ကိန်းနဲ့မြောက်လို့ရှိရင်တီခိန်ထက်ကြီးတဲ့ဒီမြောက်လက်ကိုရမယ်ဟုတ်ပြီနော်တစ်ထက်ကြီးတာနဲ့မြောက်မယ်ဆိုရင်တီကိန်းထက်ကြီးတဲ့မြောက်လက်ကိုရတယ်နောက်တစ်ခုကမြောက်ကိန်း၃ရက်တမ၈ အဲ့ဒါကိုဒီမှာပြန်စဉ်းစားကြည့်မယ်30အမြောက်3.8 3.8ဆိုတာကတစ်ထက်ကိုငယ်တယ်တစ်အောက်ငယ်တယ်ဗောနော်တစ်အောက်ငယ်တဲ့ gain နဲ့ဘယ် gain နဲ့ပဲမြောက်မြောက်30မှမဟုတ်ဘူးတစ်အောက်ငယ်တဲ့ဘယ် gain နဲ့မြောက်မြောက်ဒီက t gain ထက်ကိုငယ်တဲ့ gain ကိုပဲရလာမှာပဲ ဟုတ်ပြီနော်ဒါဒီဘယ်ကိန်းအတွက်မဆိုမှန်ကန်တဲ့အတွက်ကြောင့်မလို့ဆရာမတို့မှတ်ထားရမှာဒီဘယ်ကိန်းကိုမဆိုတစ်ထက်ကြီးတဲ့ကိန်းနဲ့မျှော်လို့ရှိရင်ခုနကတီကိန်းထက်ကိုများမယ်ကိန်းတစ်ခုခုဘယ်ကိန်းမဆို တစ်ထက်ငယ်တဲ့ဂိမ်းနဲ့မြောက်လို့ရှိရင်တီဂိမ်းထက်ကိုငယ်တယ်တီဂိမ်းအောက်ကိုငယ်တယ်ဆိုပြီးတော့မှမှတ်ထားလိုက်လို့ရှိရင်ရပြီမြောက်တယ်ဆိုတာများလာတာပဲအဲ့တော့တစ်ထက်ကြီးတာနဲ့မြောက်လေမြောက်လေများလာလေပဲဒီမှာနှစ်နဲ့နှစ်ထက်ကြီးတာနဲ့မြောက်များလာမှာပဲတစ်အောက်ငယ်တာနဲ့မြောက်မယ်ဥပမာဒီမှာ3.5နဲ့မြောက်မယ်ဆိုပိုပြီးငယ်သွားမယ်ပေါ့ ဟုတ်ပြီနော်အဲ့တော့မှတ်ရမှာဒီတစ်ထက်ကြီးတာနဲ့မြောက်ရင်တိကိန်းထက်ကိုကြီးတဲ့မြောက်လက်ကိုရမယ်တစ်ထက်ငယ်တာနဲ့မြောက်လို့ရှိရင်တိကိန်းထက်ကိုငယ်တဲ့မြောက်လက်ကိုရမယ်ဒါလေးပဲအဆင်ဒီအောက်ကနံပါတ်30ရဲ့17ရဲ့အဖြေလို့ရတယ်အောက်ပါတော့မှာခွန်ထက်ကြီးသောမြောက်လက်ရှိသည့်ပုံစံများကိုရှာပါအဲ့တော့ဆရာမတို့စဉ်းစားရမှာကတော့ခွန်ထက်ကြီးတဲ့မြောက်လက်ရှိတဲ့ပုံစံကိုရှာရပါမယ်ခွန်ဆိုတာကတိကိန်းတိကိန်းထက်ကြီးတဲ့မြောက်လက် ြည်ကင်းထက်ကြီးတဲ့မြောက်လက်ကိုဆံမတော်ကလူချင်းနဲ့ကြည်ကင်းထက်ကြီးတဲ့မြောက်လက်ကိုလူချင်းလို့ရှိရင်မြောက်ကင်းဒီဘာဖြစ်နေရမလဲဆိုတော့တစ်ချက်ကြီးနေရမယ်ဒါပဲဟုတ်ပြီနော်အဲ့တော့မြောက်ကင်းတစ်ချက်ကြီးတဲ့ဥစ္စာလေးကိုဆံမတော်ရှာကြည့်လိုက်မယ်အဲ့တော့ခခွေးရဲ့တစ်ချက်ကြီးတဲ့ဟာမြောက်ကင်းတစ်ချက်ကြီးတာဒီမှာတစ်သက်သက်မှ3ခခွေးရဲ့၃ရက်သက်သက်မှ ဆော်ရီညစ်တဲ့တမ၃ညမှအဲ့တော့ဒီပု္ပ္ပာကိုဆံမတို့ကသူ့မေးတဲ့အတိုင်းအောက်ပါတော့မှခွန်ထက်ကြီးသောမြောက်လက်ရှိသည့်ပု္ပ္ပာများကိုရှာပါဆိုတော့အောက်ပါတော့မှခွန်ထက်ကြီးသောမြောက်လက်ရှိသည့်ပု္ပ္ပာများမှာဆိုပြီးတော့မှခခွေးနဲ့ဂခွေးနဲ့ဂငယ်တို့ဖြစ်သည်ဆိုမှပဲရည်လို့ရပါတယ်ဒါကဘာမှတပြတ်စရာမလိုပါဘူးဟုတ်ပြီနော်ကျမတို့ဘာပဲတည်ထားမှလဲဆိုတော့မြောက်ကင်းလေးတစ်ထက်ကြီးတဲ့ဟာနဲ့မြောက်လို့ရှိရင်တိကင်းထက်ကြီးတဲ့မြောက်လက်ကိုရရဲဆိုတာတည်လို့ရှိရင်ဒီမှာခခွေးကတစ်သက်သမ3တစ်ထက်ကြီးတဲ့ ငငယ်ကနှစ်တသမ၃ညငါတစ်ထက်ကြီးတယ်ဒါဆိုရင်ဆံမတို့သူ့ကိုမြှောက်ကြည့်လိုက်လို့ရှိရင်ခွန်တက်ကြီးတဲ့ဂိမ်းကိုရမယ်ဒီဘက်မှာအဖြေရဟုတ်ပြီနော်မြှောက်လက်ကခွန်အမြောက်နှစ်တသမ၃ညငါကိုလည်းမြှောက်ကြည့်လိုက်လို့ရှိရင်ခွန်တက်ကြီးတဲ့ဂိမ်းကိုရမယ်ဒါတွေကိုမြှောက်ကြည့်လိုက်လို့ရှိရင်ကြတော့ခွန်တက်ငယ်တဲ့ဂိမ်းကိုရမယ်အဲ့တော့မြှောက်ပြီးမှအဖြေထိုးရမှာမဟုတ်ဘူးစဉ်းစားပြီးမှပဲအဖြေထိုးရမယ်တစ်ထက်ကြီးတဲ့ဂိမ်းနဲ့မြှခွန်တက်ကြီးမယ်တစ်ထက်ကြီးတဲ့ဂိမ်းနဲ့မြှခွန်တက်ကြီးမယ်ဒါပဲဟုတ်ပြီနော်နံပါတ်၁၀ကိုကြည့်အောင် sorry 7ကိုကြည့်အောင် မိသည့်ပု္ပ္ပာချင်းမြောင်းလက်သည်တိကိန်းထက်ပူကြီးသည်နိမိသည့်ပု္ပ္ပာချင်းမြောင်းလက်သည်တိကိန်းထက်ပူကြီးသည်နိအဲ့တော့ဒီမှာအရင်ဆုံးသိထားရမှာဒီကိုးကတိကိန်းဟုတ်ပြီနော်တိကိန်းရဲ့အထိမှာမြောက်ကိန်းသည်တစ်ထက်ကိုကြီးတယ်တစ်ထက်ကြီးတဲ့ဂိန်းနဲ့မြောက်လို့ရှိရင်ဒီဘက်ကရှာတဲ့မြောက်လက်သည်မြောက်လက်သည်ဘာဖြစ်မလဲဆိုတော့တိကိန်းထက်ကိုကြီးတယ် ။ဒါဆိုရင်ဒီကနံပါတ်ကကြီးပုံစံဒီတီဂိမ်းထက်ကိုကြီးတဲ့အဖြစ်ကိုဆရာမတို့ရပြီပေါ့။ဟုတ်ပြီနော်။ကိုယ်အမြနှစ်တသမကြီး။နှစ်တသမလေးဆိုတာတစ်ထက်ကြီးလို့ဆရာမတို့ရတဲ့ဒီဘက်ကမြောက်လက်ကတီဂိမ်းထက်ကိုကြီးနေမယ်။နောက်တစ်ခု၃ရက်တမ၈ကတီခင်၃ရက်တမ၃ကမြောက်ခင်ဒီမှာမြောက်ကင်းဖြစ်တဲ့၃ရက်တမ၃ဒီတစ်အောင်ငယ်တဲ့အတွက်ကြောင့်မလို့ရတဲ့မြောက်လက်ဒီဘာဖြစ်လဲဆိုတော့၃ရက်တမ၈ထက်ကိုငှဲ့မယ် ဟုတ်ပြီနော်အဲ့တော့တုံညာရတမ၈ထက်ကိုငဲတာဖြစ်တဲ့အတွက်ကြောင့်ဒီပု္ပ္ပာသည်သူသူကရွေးခိုင်းတဲ့ပု္ပ္ပာထဲမှာမပါတော့ခောက်ပြီးတော့နောက်တစ်ခု၃၃တမနှစ်ကဒီကိန်းတုံညာရတမခွန်ကအမြောက်ကိန်းဒီရမြောက်ကိန်းတုံရတမခွန်ဒီတစ်ထက်ကိုငှဲ့တယ်တစ်အောက်ကိုငှဲ့တဲ့အတွက်ကြောင့်မလို့ဆရာမတို့ရမယ်မြောက်လက်ဒီ73တမနှစ်ထက်ကိုငှဲ့မယ် ဒီတော့ဒီပုံစံကိုလည်းကျွန်တော်ယူလို့မရတော့ဘူး။ဂါကြီးက3.39ကို3.39ကကဒီကိန်းတိတက်မ3.2နဲ့ကမြောက်ကိန်း။မြောက်ကိန်းဒီတစ်ထက်ကြီးတဲ့အတွက်ကြောင့်မလို့ဒီကပုံစံကိုကျွန်တော်တို့တွက်လိုက်လို့ရှိရင်သူရတဲ့မြောက်လက်ဒီတိကိန်းထက်ကိုပိုကြီးမယ်။အဲ့ဆိုတော့ဂါကြီးအဲ့တော့သူကတော့မိသီးပု္ပ္ပာရယ်မြောက်လက်တီတိကိန်းထက်ပိုကြီးသနီးလို့ပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂါကြီးရယ်ဂါကြီးရယ်တီ ကကြီးနဲ့ခကြီးကိုမြှောက်လိုက်လို့ရတယ်မြှောက်လက်သည်တီကိန်းထက်ကိုပိုချီတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့မြောက်ကိန်းသည်တက်ထဲကြီးနေလို့ဒါပဲဟုတ်ပဲနော်။အဲ့တော့ရွေးပဲရွေးခိုင်းတာမလို့ဆံမတို့ဒီလိုပဲရွေးပါမယ်။တွက်ခိုင်းတာမဟုတ်ပါဘူး။ဟုတ်ပြီနော်။အဲ့တော့ဒါဒီဘယ်နေရာမှာပါမလဲဆိုတော့များသောအားဖြင့်တမက်တန်ဒီမှာပါတတ်ပါတယ်။ဒါကြောင့်မလို့ဒါကိုကောင်းကောင်းလေးတော့နားလည်ဖို့လုပ်မယ်နော်။ဆံမျက်နှာ59ကိုဆက်သွားပါမယ်။တသမဂိမ်းများအုံဖြူ၍ဧရိယာနဲ့ဒုတဲရှာခြင်း။ဒီတခါတော့ဧရိယာရှာမယ်ဒုတဲရှာမယ်။ ဒီကစမကင်းနေပြီးထားမယ်ပေါ့နော်ဒါဆိုရင်အလက်ရ33.6စင်တီမီတာဒါကအလက်ရ33.6စင်တီမီတာအနှံ2.4စင်တီမီတာရှိတော့ဒေါမန်စတူဂန်ဤ area ကိုရှာပါတဲ့ဟုတ်ပြီတသမကင်းတွေပါရင်ကောဒေါမန်စတူဂန်ရဲ့ area ပုံတင်နည်းကိုသုံးနိုင်မလားတဲ့အဲ့တော့ပုံတင်နည်းကတော့ဒီတိုင်းပဲသုံးရမှာဖြစ်ပါတယ်ဒေါမန်စတူဂန်ရဲ့ area ရှာတဲ့ပုံတင်နည်းဒီကလေးတို့ကမမတ်မိရင်လည်းမမတ်မိလောက်တော့ဘူးเนาะ G4 ရဲ့မှာတော့ပါပါတယ်ဒေါမန်စတူဂန်ရဲ့ area ရှာရင်အလက်ရအမြောက်အနှံ့ အဲ့တူပေးထားတဲ့အလျာ3.6စင်တီမီတာနဲ့ဒီမှာရှိတဲ့0.4စင်တီမီတာကိုဆရာမတို့ကမြှောက်လိုက်ရုံပဲအဲ့တော့နောက်မှ student တွင်1မီလီမီတာအနားများရှိသည့် student ရဲ့မြင်များရှိတဲ့နည်းအဲ့တော့နောက်မှ student 1မီလီမီတာအနားများရှိသည့် student ရဲ့မြင်များရှိတဲ့နည်းဆိုပုံမှန်ပြထားတဲ့အတိုင်း student စင်တီမီတာအကွက်မှာ1မီလီမီတာအနားတွေရှိတဲ့စတုရန်ကွက်100ရှိတယ်1စတုရန်စင်တီမီတာ ပြောချင်တာဒီမှာ3သက်သက်မှ6စင်တီမီတာလို့ပြောထားတယ်။ဒါက1ဒါက2ဒါက3 sorry အဲ့တော့ဒါက1စင်တီမီတာ2စင်တီမီတာ3စင်တီမီတာ3သက်သက်မှ6စင်တီမီတာဟုတ်ပြီနော်အဲ့တော့ဒီဟာလေးကဘယ်လောက်လဲဆိုတော့သူကမီလီမီတာပါနော်1မီလီမီတာဒီအကွက်ကလေးတည်သေးလေးဒီ1မီလီမီတာအဲ့တော့ဒီဟာလေးက1မီလီမီတာဒီစတုရန်ကွက်ကလေးတစ်ခု 1မီလီမီတာဆိုတဲ့ဒီစတုရန်ကွက်ကလေးတစ်ခုထဲမှာဒီစတုရန်စင်တီမီတာအကွက်ထဲမှာ1စတုရန်စင်တီမီတာအဲ့တော့ဒီ1မီလီမီတာရှိတဲ့အကွက်ကလေးတစ်ကွက်က သူက စတုရန်ပုံစံဖြစ်နေတဲ့အတွဲကြောင့်မလို့သူကဒီဘက်လည်း1ဒီဘက်လည်း1ဒီဘက်လည်း1ဒါလည်း1မီလီမီတာဖြစ်တဲ့အတွဲကြောင့်မလို့သူ့ရဲ့ area ဒီ1စတုရန်စင်တီမီတာအဲ sorry ခဏလေးနော် ဲ့တော့ဒါလေးဒါလေးကိုအရင်ကြည့်အောင်ဒါဒီဘလောက်လဲဆိုတော့ 10 cm ဒါက10 cm ဒီဘက်မှာလည်းဒါလေးက10 cm ဒါကလည်း10 cm 10 cm ဒီလိုမျိုး10 cm ရှိတဲ့စတူရန်ကွက်တကွက်မှာဆိုလို့ရှိရင်မီလီမီတာဘယ်လောက်ရှိလဲဆိုတော့10 mm ရှိတဲ့အနားတွေရှိတဲ့စတူရန်ကွက်က100ရှိတယ်ဒီမှာ100ရှိတယ်ဒီမှာ100ရှိတယ်စတူရန်ကွက်100 200 300 400 500 600 600ဒီစတူရန်ကွက်တွေမှာ600ရှိတယ်ဒီမှာကျတော့ဆရာမတို့ကဒီမှာဘယ်လောက်ရှိမလဲဆိုတော့60ရှိမယ် အဲ့တော့ဒီမှာဒီ100 200 300 360ဒီမှာလည်းပဲ100 200 300 360ဟုတ်ပြီဒါ360ရှိမယ်ဒါကကြတော့40 40 40ပြီးတော့မှဒါကအဲ ဲ့တော့ဒီဟာမှာကတရားရရှိရဆိုတော့ဆရာမတို့သိရမယ်ဒီမှာကတော့40လောက်ရှိမယ်ပေါ့နော်ဆရာမတို့ရည်လို့လည်းမရအောင်ဆိုတော့ဟုတ်ပြီအဲ့ဒါဆိုတော့ဒီမှာတွက်လိုက်တော့မယ်ဒါမှစတုဂန်တွင်1မီလီမီတာအနားများရှိသည်စတုရန်မြင့်များရှိတယ်နိအဲ့တော့1မီလီမီတာရှိတဲ့အနားတွေ1မီလီမီတာရှိတဲ့အနားများရှိသည့်စတူရန်မီများပါတယ်နိဒါဆိုရင်ဆရာမတို့က36အနားများ24 အဲ့တော့ဆမရူက36.24မြောက်လိုက်မယ်။သူ့အမြောက်တာတော့864ဆိုပြန်ရမယ်။အဲ့တော့ဒီတာမန်စတူဂန်ရဲ့ area က area ဒီစတူရန်စင်တီမီတာမြေများရှိတယ်နိ။စတူရန်စင်တီမီတာ ਨੇ ဆိုလို့ရှိရင်တော့ဆမရူခုနက3ဒသမ6ရဲ့2ဒသမ4ရဲ့ကိုမြောက်မယ်။ဟုတ်ပြီနော်အဲ့လိုမြောက်လိုက်လို့ရှိရင်ဒီလိုမျိုးချပြီးတော့မှမြောက်ပါမယ်6424 4ရင်း2မှ4324 နေ640နဲ့နေရီတင်မှန်း936ခွန်အဲ့တော့ပေါင်းလိုက်မယ်4 6 8နဲ့နေရာဖြတ်မယ်1နဲ့အဲ့တော့8 6လေးဒါသိပြီးသားပဲအဲ့တော့ area ဆိုတာဒီကျမတို့က2 cm နဲ့ပြခိုင်းတာမလို့သူ့ရဲ့အဖြေဒီခါခွေရဲ့အတွက်ပေါ့နော်ဒါတွက်ပေးရမယ်ခါခွေရဲ့အတွက်အဲ့ဒါတွက်ပေးပြီးတော့မှသူတို့ဒီရဲ့ diamond stucan ရဲ့ area ညီမြချင်းဆိုပြီးတော့8 6 4 cm ဆိုပြီးရေးလိုက်မယ် အဲ့တော့သုံးသက်မှ6အများနဲ့သက်မှ4ကိုတွက်ပြီးတော့မှခခွေကြီးအဖြစ်ကိုရှာနိုင်ခြင်းရှိမရှိစစ်ဆေးပါအဲ့တော့ဆရာမတို့ဒီအဲဒီသုံးသက်မှ6အများနဲ့သက်မှ4ကိုတွက်ပြီးမှခခွေရဲ့အဖြစ်ကိုရှာနိုင်တာပဲဟုတ်ပြီနော်အဲ့တော့ညာဘက်ရှိဒေါမန်စတူဂန်တုံးဤဒုတဲကို9စင်တီမီတာဖြင့်ရှာပါအဲ့တော့ဒါဘယ်လိုရှာမလဲအလျားတည်တဲ့3.4စင်တီမီတာ အနံ့တိတဲ့2စင်တီမီတာပြီးတော့မှအမြင့်တိတဲ့တိတိတမ6စင်တီမီတာဒါဆိုလို့ရှိရင်ကိုလိုချင်တာကဒေါမန်စတုကန်ဒုံဤဒုတယ်အဲ့တော့ရေးလိုက်ရုံပါပဲဒေါမန်စတုကန်ဒုံဤဒုတယ်ညီမချင်းပုံသင်လေးရေးမယ်အလျာအမြောက်အနံ့အမြောက်အမြင့် ဟုတ်ပြီနော်အဲ့ဒီမှာပေးထားချက်ရေးချက်နဲ့ဆိုလို့ရှိရင်နော် Downman Stugan တုံး ELL ရညီမြချင်းဘယ်လောက်လဲဆိုတော့3.4 cm နောက်တစ်ခုက Downman Stugan တုံး၏အနံ့ညီမြချင်း2 cm Downman Stugan တုံး၏အမြင့်ညီမြချင်း3.6 cm အဲ့ဒါအရင်ရှင်းမယ်ပြီးတော့မှပဲ Downman Stugan တုံး၏ဒုတိယညီမြချင်း ELL ရအမြောင်အနံ့အမြောင်အမြင့်ဆိုပြီးတော့ရှင်း ELL ရသည်3.4 cm အနံဒီ2စင်တီမီတာပြီးတော့မှအမြင့်က1.6စင်တီမီတာအဲ့တော့အဲ့ဒါကိုဆရာမတို့ကဘယ်လိုတွက်မလဲဆိုတော့အကျန်းထဲမှာတွက်ရတော့မယ်3.4ဝမ်းမြောက်နှင်းပြီးတော့မှပဲနှင်းနဲ့မြောက်ပြီးလို့ရှိရင်နှင်း1.6နဲ့ထပ်ပြီးတော့မြောက်မယ်အဲ့ဒါကလေးတို့တွက်ပါနော်အဲ့ဒါဆရာမမြောက်မပြတော့ပါဘူး10.8ရတယ်မယ်10.88ကုပါစင်တီမီတာတို့ကကြတော့ကုပါစင်တီမီတာအဲ့တော့ unit လေးတွေကိုတတိထားပါမယ် အဲ့တော့ကြည့်မယ်အနားများဤအလျာကိုဒသမကိန်းဖြည့်ပေးထားသောအခါတွင်လည်းဧရိယာပုံသင်ဤနှင့်ဒုရေပုံသင်ဤတို့အသုံးပြုသွက်ယူနိုင်ပါသည်တဲ့အဲ့တော့အလျာတွေရဲ့ဒီအနားတွေရဲ့အလျာတွေကိုဒသမတွေနဲ့ပဲပေးထားပေးထားဒသမမဟုတ်ရင်တော့မဘလို့ပဲနေနေသူတို့ပေးထားတဲ့ပုံသင်ဤဧရိယာပုံသင်ဤဒုရေပုံသင်ဤတွေကိုအသုံးပြုသွက်ယူနိုင်ပါတယ်နံပါတ်၁၂ကအောက်ပါတို့ဤဧရိယာကိုရှာပါ အလျား9.8မီတာအနက်9.4မီတာရှိသောဒေါမန်စတူဂန်ပုံအခန်းအဲ့ဒီအခန်းရဲ့ area ကိုရှာမယ်။နောက်တစ်ခုက3.5 cm အနားရှိသော studio ရဲ့ studio ရန်ဖြစ်တဲ့အတွက်ကြောင့်မလို့အနားတနာပေးထားလို့ရှိရင်ကြံထားလဲ3.5 cm ဆိုတော့ကျွန်တော်တို့တွက်လို့ရသွားပြီ။ဟုတ်ပြီနော်။အဲ့တော့ဒါလေးကိုဆက်ပြီးတွက်ကြည့်အောင်။ပြောပေးထားချက်အရင်ရေးပါမယ်။နံပါတ်ကကြီးနော်။စနစ်ကကကြီး။ဒေါမန် studio ပုံ အခန်းဤအလယညမြချင်းခွန်တမ8မီတာနောက်တစ်ခုကဒေါမန်စုကံပုံ အခန်းဤအနံညမြချင်းငါးတမ4မီတာဆမရလိုချင်တာကဒေါမန်စုကံပုံ အခန်းဤဧရိယာ မြင်ရချင်းဘလောက်လဲဒါလေးပါထည့်ပေးပါနောက်တော့ဒေါမတ်စုကန်ပုံအခန်းဤအေဒီယာမြင်ရချင်းပုံတင်နည်းကိုခုမှရေးမယ်အလက်ရအမြောင်အနံအလက်ရပေးတယ်ခွန်တမ8အနံတည်တယ်ငါးတမ4အဲ့တော့သူ့ကိုဆရာမကဒီမာဒီမြှောက်ပြီးတော့ပြပေးရမယ်ဟုတ်ပြီနော်အဲ့တော့ကလေးတို့ကတော့ကျောင်းဝဆရာမပြောတဲ့အတိုင်းပဲတကယ်လို့အကျမ်းမှာတက်ဆွေးနေကျမ်းမှာတက်မယ် ဲ့တော့ဆီမကတော့ဖြစ်စေချင်တယ်ဒီမှာပဲညံ့ချင်းချပြီးတော့ဒီမှာတွတ်စေချင်ပါတယ်နော်အဲ့တော့ဒါလေးကိုမြောက်မယ်ရှင်းလေး32နှစ်ရေး3မှတ်ခွလင်းလေးလေး28 28ဆိုတော့30နဲ့1ရှင်းငါးလေး40၊သုံညရေး၄မှ9ငါးလေး35 30နဲ့9အဲ့တော့ပေါင်းမယ်။နိ၁၉ဟာ7နဲ့1 4 ဲ့တော့သက်သက်မလေးဒီမှာ2ရာဒီမှာ2ရာဆိုတော့2ရာဖြတ်မယ်42သက်သက်မ1ညအဲ့တော့အဖြေက42သက်သက်မ1ညအဲ့တော့ तू ကဒီမီတာနှစ်ခုမြောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့စတုရန်မီတာသူရဲ့ unit ကစတုရန်မီတာအဲ့တော့အောက်မှာအဖြေဆိုရင်မှရေးမယ်ဒါမှစတုကန်ဘုံအခန်းဤ area ညညချင်း42.1စတုရန်မီတာနောက်တော့နံပါတ်ခဝေးတွေ့မယ်နံပါတ်ခဝေးကကြတော့စတုရန် အဲ့တော့ပေးထားချက်ရေးပါမယ်စတူရန်ဤအလျာအော်ဆရာမတို့အနာဆောင်လို့မရေးဘူးအလျာလို့ပဲရေးမယ်နော်စတူရန်ဤအလျာညီမြချင်းတိတိသမခွန်စင်တီမီတာဒါဆိုရင်စတူရန်ဤအနှံကတည်တယ်တိတိသမခွန်စင်တီမီတာအဲ့ကိုလိုချင်တာကစတူရန်ဤဧရိယာညီမြချင်းဘယ်လောက်လဲ ဟုတ်ပြီဒါဆိုရင်ပုံသေးနည်းရေးမယ်စတူရန်ဤ area ဒီမြချင်းအလရားမြအနေဒါမှမဟုတ်သူကစတူရန်ဖြစ်နေတော့ဆရာမတို့အနာဆောင်အမြအနာဆောင်လို့ရေးမယ်အဲ့တော့အနားဆောင်ကတိတ္တသမခွန်အမြောက်တိတ္တသမခွန်ဒီတော့တိတ္တသမခွန်နှစ်ခုမြောက်မယ်ခုနှစ်ခုနှစ်လေး49 ကိုရီလေးမဲ့ခုနှစ်တလီခွန်ပေါင်းလိုက်တော့71တိတ်ခွန်လေးခွန်တက်တလီ1ပေါင်းမယ်ကိုခွန်ရတဲ့အပေါင်း8တဲ့တဲ့အပေါင်း2တသမဒီမှာတနည်းအားတနည်းအားနည်းနည်းအားဖြစ်ခဏန်တသမခဏန်နဲ့နည်းအားဖြစ်မယ်နေ့တသမ8ခုအဲ့တော့ unit ကသူကစင်တီမီတာနဲ့ပေးထားတဲ့အတွက်ကြောင့်မလို့စတုရန်စင်တီမီတာ နံပါတ်7အဘာရိုဤဒုတိယကိုရှာပါအလျား6.3မီတာအနံ6မီတာအမြင့်3.5မီတာရှိသောဒေါမန်စတုကန်တော့နေ့3.3စင်တီမီတာအနားများရှိသောခုပါရုံအဲ့တော့ခုပါရုံလို့ပြောရင်အလျားအနံအမြင့်ကတူတယ်ဆိုတော့သူကအနားဆောင်အမြအနားဆောင်အမြအနားဆောင်နဲ့တွက်မယ်နေ့3.3အမြောက်နေ့3.3အမြောက်နေ့3.3ရပါပြီနော်အဲ့တော့နံပါတ်7ကကြီးစတ်တယ် ဒါမှန်စတူဂန်တုံးဤအလဲရအဲ့တော့ဆရာမတို့ပေးထားချက်ကိုသေးစိကောင်းကောင်းလေးရေးပါမယ်နော်ဒါမှန်စတူဂန်တုံးဤအလဲရမိမြချင်း6.8မီတာဒါမှန်စတူဂန်တုံးဤအနံ4မီတာဒါမှန်စတူဂန်တုံးဤအမြင့် မြမြချင်းတသက်သက်မှ9မီတာဒါဆိုရင်ရှားကျင်နာကဒေါက်မတ်စတူဂန်ဒုံဤဒုတယ်မြမြချင်းဘယ်လောက်လဲအဲ့တော့ဒေါက်မတ်စတူဂန်ဒုံဤဒုတယ်ရှားတဲ့ပုံသင်နည်းရေးမယ်အလရအမြောက်အနံ့အမြောက်အမြင့်ဟုတ်ပြီအလျားက6.0အမြောက် အနံက၄အမြင့်ကဒေသသမ5အဲ့တော့အကျန်းထဲမှာမြောက်မယ်6ရသမခွန်၄နဲ့မြောက်ခွန်လေးလေးနဲ့၁၈ရှစ်ရေး2မှတ်6လေး24 26ဒေသမအမှတ်တနေရာဖြစ်မယ်ကနန်းတနေရာဖြစ်မယ်ဟုတ်ပြီဒါဆိုရင်ဒေသသမ5နဲ့ဆက်မြောက်မယ် ရှင်းကားလေး40သုံးရရေး2မှ6ကားလေး30 34လေးရေး3မှ9ကားနဲ့လေး10 10ဆိုတော့73တင်းနဲ့မြောက်မယ်18 48 16 6တင်းနဲ့လေး2ပေါင်းမယ်3ည6ဆိုတော့72တင်း3ည1ပေါင်းလိုက်တော့4အဲ့တော့ ့ဆရာမတို့ကတသမတ်အမှတ်ဖြစ်မယ်ဒီမှာတနေရဒီမှာတနေရနှစ်နေရရှိတဲ့အတွက်ကြောင့်မလို့တသမတ်အမှတ်နှစ်နေရဖြစ်မယ်40တသမတ်နှစ်3ညအဲ့တော့သူရဲ့ unit ဒီလေးဆယ်တသမာနဲ့၃ညအဲ့တော့ဒီမှာက9ဘမီတာ မီတာနဲ့ပေးထားရင်ကုဗမီတာနဲ့တွက်ပါမယ်အဲ့တော့အဖြေဆိုပြီးမှတော့မန်စတူဂန်တုံးဤဒုတဲ့ညီမြချင်း40ဒသမ2ကုဗမီတာဆိုရင်ရပြီဟုတ်ပြီနော်နောက်က3ညောက်ထည့်ပြီးတော့ရေးစရာမလိုပါဘူးနံပါတ်ခါဝေးရကြတော့ကုဗတုံးဤဒုတဲ့ကုဗတုံးဤဒုတဲ့ညီမြချင်းဆင်မတစ်ခါလဲတွက်လိုက်တော့မယ်အနာဆောင်အမြောက်အနာဆောင်အမြောက်အနာဆောင် နာဆောင်အမြောက်အနာဆောင်ဆိုမှရေးလိုက်မယ်အနာဆောင်တစ်ဖက်က2.3စင်တီမီတာ2.3စင်တီမီတာ2.3စင်တီမီတာဟုတ်ပြီဒါဆိုရင်မြောက်ပါမယ်2.3 2.3နဲ့အရင်မြောက်မယ်334936234694ပေါင်းလိုက်မယ်9 6 6ပေါင်း6က12တင်း5 အဲ့တော့သူ့ကိုဆမရာ1.3နဲ့ချက်ပြီးမြောက်ပါမယ်အဲ့တော့ဒီမှာတက်တမတစ်ခါလေးဖြတ်မယ်တနေရတခဏတနေရတနေရဆိုဒီမှာတနေရဖြတ်မယ်ငါးတက်တမနှစ်ကိုငါးတက်တမနှစ်ကိုမှဆမရာ1.3နဲ့ချက်မြောက်မယ်ကို3လေး၂၀ခွန်ခွန်ရီနှစ်မဲ3နဲ့လေး6ခွန်ရှစ်3လေး35အဲ့တော့နှစ်ကိုလေး78ရီတက်မဲနဲ့နဲ့လေး5 15လေး30 အဲ့တော့ပေါင်းမယ်ခွန်746တင့်5 5 37တည့်ရတော့တင့်တည့်ရတည့်ရကနှင်းပြီးတော့မှတင့်အဲ့တော့ဒီမှာကသမကအမှတ်နှစ်နေရဒီမှာတနေရဆိုတော့ဆရာမတို့သုံးနေရဖြစ်မယ်စနစ်တသက်မှာတင့်6ခွန်ဟုတ်ပြီနော်စနစ်တသက်မှာတင့်6ခွန်အဲ့တော့ unit ကသူက မီတာစင်တီမီတာနေနဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့9ပါစင်တီမီတာဆိုခဲ့ရှိလိုက်မယ်။ရပါပြီနော်။